ထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီးတေဆုံးသူအရေအတွက်တိုးလာကနှစ်နိုင်ငံတွေဆက်မှာရှိတဲ့ဒေတာကန်ထောင်ပေါင်းများစွာလဲဘေးလွယာကိုတင်ဆောင်နေကြရပါတယ်ဒီဇင်ဘာလ9ရက်နေ့ကကမ္ဘောဒီးယားဘက်ကရန်စပစ်ခတ်ခဲ့ကြောင်းထိုင်းကဆွဆွဲခဲ့ပြီးဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာတော့ကမ္ဘောဒီးယားရဲ့လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေကြောင့်ထိုင်းစစ်သားတဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အဲ့ဒီအတွက်ထိုင်းက နယ်စပ်မှာရှိတဲ့ကမ္ဘောဒီးယားစစ်စခန်းတွေကိုတိုက်လေယာဉ်တွေနဲ့ပုံကျဲခဲ့ပါတယ်။ထိုင်းစစ်တပ်ကညာဘက်မှာပုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား၂ယောက်ထပ်မံသေဆုံးခဲ့ပြီးသေဆုံးသူစုစုပေါင်း၆ယောက်အထိရှိလာတယ်လို့ကမ္ဘောဒီးယားစစ်တပ်ကပြောပါတယ်။တိုက်ပွဲတွေကြောင့်ထိုင်းနယ်စပ်ခရိုင်၅ခုမှာရှိတဲ့ကျောင်းပေါင်း640တကျောင်းကိုယာယီပိတ်ထားဖို့ထိုင်းပညာရေးဝန်ကြီးကအမိန့်ပေးခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာကီလိုမီတာ800ကျော်နယ်စပ်ချင်းထိစပ်နေပြီး နေဆက်မှာရှိတဲ့နယ်မြေအချို့ပိုင်းဆိုင်ရေးနဲ့ပတ်သက်ပြီးရာစုနှစ်တစ်ခုကျော်ကြာအငင်းပွားခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်အနုတင်ချမ်ပီရာကူကတနင်္လာနေ့မွန်လွယ်ပိုင်းမှာကြေညာချက်တစောင်းထုတ်ပြန်ခဲ့ပြီးနိုင်ငံတကာဥပဒေနဲ့အညီနိုင်ငံအချုပ်အခြာအာဏာနဲ့နယ်မြေတည်ထက်ခိုင်မြဲမှုကိုကာကွယ်ဖို့ကတိပြုထားရလို့ဆိုပါတယ်။ထိုင်းအနေနဲ့ဘလို့ကျူးကျော်မှုမျိုးကမှစတင်ခြင်းဒါမှမဟုတ်လုံဆောင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုတိုင်းကိုတီးခတ်မှာမဟုတ်ကြောင်းနဲ့ ိုင်ငံတော်လုံခြုံရေးကိုကာကွယ်ဖို့နဲ့ပြည်သူတွေကိုအကောင်းဆုံးစောင့်ရှောက်ဖို့လိုအပ်တဲ့အစီအမံအားလုံးကိုလှုပ်ဆောင်ဖို့အသင့်ရှိတယ်လို့ပြောပါရယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်အငင်းခုံတွေကိုအကြောင်းပြုပြီးဇူလိုင်လတုန်းက9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့မှုပါရယ်။အဲ့ဒီနောက်အော်တိုဘာလကုန်ပိုင်းမှာတော့ American သမ္မတ Trump ဟာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာထိုင်းနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေအပြည့်ရက်သဘောတူညီလက်မှတ်ရေးထိုးခြင်းကိုကိုယ်တိုင်ကြီးမှုပေးခဲ့ပါတယ်။ဒါကြောင့်အပြည့်ရက်သဘောတူညီထားမှုကို ဆက်ပြီးတော့လေးစားလိုက်နာပေးကြဖို့ထိုင်းနဲ့ကမ်ဘောဒီးယားကိုအမေရိကန်ဆိုရကတိုက်တွန်းတောင်းဆိုထားပါဗျ။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းထိုင်းနဲ့ကမ်ဘောဒီးယားတို့အကြားတင်းမာမှုတွေပြန်လည်မြင့်တက်လာတာကိုစိုးရိမ်ကြောင်းပြောကြားခဲ့ပြီးပြဿနာကိုနှစ်ဖက်စလုံးကထိနေသိသိဂိုင်တွေဖြေရှင်းပေးကြဖို့တိုက်တွန်းထားပါဗျ။ဇူလိုင်လတုန်းကစီရေးပရိပခါမှာတော့နှစ်နိုင်ငံမှာလူ48ဦးထပ်မံတဲ့သေဆုံးခဲ့ပြီးနေဆက်ဒေသတွေမှာနေထိုင်သူ ၃သိန်းလောက်ဟာယာယီနေရဲ့စွန့်ခွာထွက်ပြေးခဲ့ရမှုပါတယ်။